စစ်ကောင်စီနဲ့တအားမြို့တာလွတ်မြောက်ရေးတပ်မတော် TNN တွေတို့ရဲ့ဆွေးနွေးမှုကမအောင်မြင်တဲ့အတွက်ကြောင့်၎င်းတို့ထိန်းချုပ်နေမြေအတွင်းကိုစစ်ကောင်စီကလေကြောင်းပုံကျတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေပါတယ်။ဒါကြောင့် TNN တွေထိန်းချုပ်နေမြေအတွင်းမှာနေထိုင်နေတဲ့ဒေသခံတွေကတော့စစ်ရဲတွေပုံပြီးပြင်းထန်လာမှနဲ့လေကြောင်းပုံကျတိုက်ခိုက်မှုတွေပြင်းပြင်းထန်ထန်လှုပ်လာမှကိုစိုးရိမ်နေကြပါတယ်။ ပြီးခရက်ဧပြီ28 29ရက်နေ့တုန်းကတရုတ်ရဲ့ဂျောင်းဝင်စစ်ဆက်ညစ်နိုင်ပြီမှုကြောင့်စစ်ကောင်စီနဲ့တရုတ်နိုင်ငံတို့တရုတ်နိုင်ငံကုမင်းမြို့မှာလက်ရှိစစ်ရေးပြည်ပခန့်နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြပါတယ်။ဒါမဲ့ဆွေးနွေးမှုအမအမြင်ခဲ့ဘူးလို့မေလ၄ရက်နေ့မှာပြုလုပ်ခဲ့တဲ့ TNN ရဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါရယ်။ အဆိုပါဆွေးနွေးပွဲမှာအောင်မြင်ရတဲ့အကြောင်းရင်းကတော့စစ်ကောင်စီဘက်ကနေထရန်နေနေရဲ့ကိုပိုင်ထန်းချုံနယ်မြေနမ်ဆန်မြို့နယ်မန်တုံမြို့အပါအဝင်တဆယ်နှစ်ဆက်ခွန်စစ်စင်ရဲကာလအတွင်းမှာထန်းချုံနိုင်ခဲ့တဲ့နောင်ချိုတီပေါ်ကြောက်မဲမိုးကုတ်နဲ့မိုးမိတ်စားတဲ့ဒေသကနေတပ်စုပ်ခွာသွားဖို့အတွက်လည်းတောင်းဆိုခဲ့တာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီတောင်းဆိုချက်တွေကိုတဘောတူညီမှုမရှိတာကြောင့်ဆွေးနွေးမှုပြက်ပြဲသွားခဲ့တယ်လို့ PSNF TNN ရဲ့ပြောရေးဆိုခွင့်ရှိသူလွင့်ရီဦးကတော့မေလ၄ရက်နေ့မှာပြုတ်လောက်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်အခုလိုဆင်းရဲမှုပြတ်သွားခဲ့တဲ့အတွက်ကြောင့်ဒေသအတွင်းစစ်ကောင်စီကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပါတယ်။ဒီကနေ့မေလ9ရက်နေ့နေ့လယ်7:00နာရီတွင်မှလည်းစစ်ကောင်စီကကြောက်မဲမြို့ထက်ကို Jet Fighter လေယာဉ်နဲ့ဘုံနှလုံးကျဲတွားခဲ့ပါတယ်။ ပြခတဲ့မေလာနေရနေနဲ့၃ရက်နေ့ကလည်းတရားနေနေထိုင်းချောက်ထားနေတဲ့နောင်ချုံမျိုးနဲ့မုံကုံမျိုးတွေကိုလည်းလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။အခုလိုစစ်ကောင်စီနဲ့ဆွေးနွေးမှုမအောင်မြင်တိုင်းလေကြောင်းနဲ့လာရောက်ပုံကျဲတိုက်ခိုက်နေတာဟာပြည်သူတွေစိတ်အေးချမ်းစွာနေထိုင်လို့မရတဲ့ဘူးလို့တရားနေနေထိုင်းချောက်နယ်မြေတွင်းမှာနေထိုင်နေတဲ့တီဘောမျိုးဒေတာခန့်တို့ကတော့အခုလိုပြောပါတယ်။ ခုတော့ကျွန်တော်တို့မြို့လေနည်းနည်းတည်ငြိမ်တဲ့လို့ပြောလို့ရတယ်ဒါပေမဲ့ဆက်ရှားလက်ရှားတော့နေလို့မရတည်ဘူးဘယ်နေ့လေးချောင်းနဲ့ပုံလာကျဲမင်မတည်ဘူးလေအခုကထရန်နေနဲ့စစ်ကောင်စီတို့ကလည်းဆွေးနွေးတာမအောင်မြင်သေးတော့ကျွန်တော်တို့လူထုကပိုခံရတာပေါ့နောင်ရှိုးတို့ကြောင်မင်းတို့ဆိုရင်စစ်ကောင်စီကလေးချောင်းနဲ့အမဲဖြစ်နေရလေဖြစ်နိုင်ရင်တော့အေးရှမ်းရှမ်းနေရှင်တာပေါ့တိုက်ပွဲဖြစ်ရင်ကျွန်တော်တို့ဗီဒူတွေကပဲခံရရလေ ဒါပေမဲ့စစ်ကောင်စီနဲ့ထင်နေနေတို့ရဲ့ဆွေးနွေးမှုကပြက်ပြဲသွားတာမျိုးမဟုတ်ပဲနဲ့ဆက်လက်ဆွေးနွေးဖို့ရှိပေမဲ့လည်းအချိန်ကာလတတ်မဖို့အတွက်ကတော့အခက်အခဲရှိနေတယ်လို့ထင်နေနေရဲ့တွက်ဖက်အထွေထွေအတွင်ရင်မှုပုံမူကြီးတာပန်လာကတော့သတင်းစာရှင်းလင်းပေးမှာအခုလိုပြောပါဗျာအဲဆွန်နေဘွဲကတော့ဆွန်နေဘွဲကပြတ်သွားတဲ့ပုံစံမျိုးလိုပြောလို့မရပါဘူး။ဒါဒီနှစ်ဖက်သွေးနှစ်ဖက်တင်ပြချက်တွေအစပြုချက်တွေပေါ်မှာဘာကျွန်တော်နှိမ့်နိုင်လို့အဲနှိမ့်နိုင်ဘုတ်ကြံပြရှိတဲ့ကာလ အမ်အဘရှင်နေသေးတယ်ရှင်နေသေးပါတယ်ဆိုတော့ဆက်လက်မှဆက်ဆက်လက်ပြီးမှဒါညင်းနိုင်ရမယ်ဆက်လက်မှဆင်းရရမယ်ဖြစ်ပါတယ်အဲကြောင့်မို့လို့ဒါဒီရှင်နေပွဲကကမာဆွေးနာဆိုရင်တော့ဒါနှစ်ဖက်တင်ပြချက်တွေကိုအတိအကျလက်ခံရရှိပြီးမှအာဒီနှစ်ဖက်ကနေမှဒါတို့သက်ဆိုင်ရာအာဘူလူဆက်လက်မှတင်ပြပြီးမှလာမယ့်ဩဂတ်လပါဆက်လက်မှဒါဆက်လက်ဆင်းရသွားရမှာဖြစ်ပါတယ်ဘောနော် ဒါကြောင့်ထင်းနေနေထင်းချောက်နေမြေအတွင်းမှာနေထိုင်တဲ့ပြည်သူတွေအနေနဲ့ကတော့၎င်းတို့ဆင်းရဲမှုမအမြင်သေးတွေကတော့လေကြောင်းရံကိုစိုးရိမ်နေရမှာပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း TNN ကစက်ကောင်စီထံကနေနှစ်ဖက်သက်အနေနဲ့ရရှိနေတဲ့နေရာမှာရပ်တန့်ပြီးတော့အပြစ်ခတ်ရက်စင်းရန်စစ်ရေးလှုပ်ရှားမှုများမှာနှစ်ဖက်သက်စလုံးကထိုးစစ်မှုမပြုလုပ်ရန်နဲ့စက်ကောင်စီဘက်ကနေဒရုန်းလေကြောင်းလိုင်းလက်နက်ကြီးတွေနဲ့ရန်တမ်းပစ်ခတ်တာတွေရပ်တန့်ဖို့နဲ့နောက်ဆုံးနှစ်ဖက်သက်ထိန်းချုပ်ထားတဲ့နေမြေအတွင်းမှာဒေသခံပြည်သူတွေစာဝတ်နေရေးနဲ့စေဝါတွေကိုတည်ယူပို့ဆောင်နိုင်ရန်အတွက်ဖြတ်တန်းခွင့်ပေးဖို့ဆိုတဲ့အချက်၃ချက်ကိုတောင်းဆိုထားပါတယ်။ အလားတူငလင်တန်နောက်ဆက်တွဲကူညီကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက်လောက်ကန်နေဖို့လိုတာကြောင့်ညီနာမဟာမိတ်တွေကတော့မေလကုန်နဲ့အတီအပြစ်ခက်ရက်စရေးကြေညာထားပါတယ်ကျွန်တော်တော့စက်ဆင်လန်ပါ